င်းလို့သမင်းခေါ်ကြည့်တယ်ဟုတ်ကြည့်သမင်းနေပါလေပို့ကြတယ်လာကြတယ်အဲ့တဲ့အိမ်ဝင်ကြိုက်တဲ့နေရာသွားလိုလိုလားလားနဲ့တောင်းလာရှိကြတယ်ရွာတိုင်းရွာတိုင်းနေတိုင်းနေတိုင်းမှာသူသားတွေကအဲ့လိုဖြစ်ကြတာဒီတစ်ခါကျန်းဖက်တွေကိုနိုင်နေပြီကျန်းတဲ့စီးရရောက်လုပ်ပြီးပြီဆိုလို့ရှိရင်တော့ဒီလိုဖြစ်တဲ့နော်တမလို့အပြည့်ဝတရားကိုင်းလုံးယုံကြည်မှုအပြည့်ဝရမှာပါဗျာတိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုလည်းရမှာပါအဲ့တော့ဦးစင်းကဘာကြောင့်အဲ့ဒီစကားပြောတာလဲဆိုလို့ရှိရင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မြမတက်မတော်အနေနဲ့ PDF တွေသာခြေမိုးအနိုင်ယူပြမယ်ဆိုရင် ပြည်သူတိုင်းကထမင်းခေါ်ကျွေးလိမ့်မယ်လို့ပေါက်ကိုတော်ပြောလာတဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာတွေ့ရမင်္ဂလာပါဗျာဒီနေ့ဟာနှစ်ရက်ဆောလာပိုင်းနှောင်းထဲမှာ25ဖြစ်ပါလေဗျာဒီနေ့ဥစဉ်အမျိုးတွေကိုပြောချင်တာကတော့တမတော်တီဒီခါချမ်းဖက်တီကိုခီးစီစီနဲ့တိတိယောက်ယောက်နဲ့နှိမ့်နှင်းမယ်ဆိုလို့ရှိရင်ဒါပြည်သူတွေရဲ့ယုံကြည်မှုရော ထားကိုနေတဲ့ပြည်သူတွေရဲ့ယုံကြည်မှုရောအချိန်ကအကြမ်းဖက်ကိုလိုလားတဲ့ပြည်သူတွေရောပေါ့နော်စစ်ခင်မှုကျင်နာမှုကျူးရမှုကိုအကောဥစဉ်တို့ရွာရီဒေသတွေမှာဆိုလို့ရှိရင်စစ်သားတွေလာတယ်စစ်သားတွေလာလို့ရှိရင်ဥစဉ်တို့ကလေးပေါက်စားတော့မှာပေါ့နော်ဥစဉ်တက်ကခု30တဲမှာခု40တဲမှာရောက်ပြီ40တဲမှာ40ပဲထားရတော့အဲ့တော့ဥစဉ်တို့ထမင်းခေါ်ကြည့်တယ်ဥစဉ်ထမင်းနေပါရေးပို့ကြတယ်လာကြတယ်အဲ့တဲ့အိမ်ဝင်ကြိုက်တဲ့နေရာသွားလူလူလားလားနဲ့တောင်းကရှိကြတယ်ရွာတိုင်းရွာတိုင်းနေတိုင်းနေတိုင်းမှာစစ်သားတွေကိုအဲ့လိုဖြစ်ကြတာဒီတစ်ခါကျန်းဖက်တွေကိုနိုင်နေပြီကျန်းတဲ့ချီချီရရလောက်ပြီးပြီဆိုလို့ရှိရင်တော့ ဒီလိုဖြစ်တဲ့เนาะတမတော်အပြည့်ပါတရားခိုင်နှုန်းယုံကြည်မှုအပြည့်ပါရမှာပါဗျာဒိုင်းလားတွေယုံကြည်မှုလည်းရမှာပါအဲ့ဒါဥစဉ်ကဘာကြောင့်အဲ့ဒီစကားပြောတာလဲဆိုလို့ရှိရင်ဒိုင်းလားတွေဒီကအတန်ကြားရတယ်ဗျာအချင်းပြေနယ်လို့တွေပါလို့ဆိုလို့ဒီဘာကြောင့်ဆိုတမတော်ကတော့မနိုင်လို့မရဘူးဗျာဒီစကားတမတော်ကမနိုင်ငါတို့ကအကြီးကျယ်ဒုက္ခရောက်ပြီးတဲ့တမတော်နိုင်မှကိုဖြစ်မှာတမတော်ဒီအကြက်ဖက်တွေကိုနိုင်နေနိုင်မှကိုဖြစ်မှာတိတိယယကိုဖြစ်မှာတဲ့ငါတို့ကအရန်လူဝါဝကြတယ်တဲ့ငါတို့ကစက်ကြီးလဲကောက်တယ်မတရားလဲလုပ်တယ်နိုင်လဲကျင်တယ်ပေါ့နော်ငါတို့သာသမီဆိုလဲနိမေညမေရတဲ့ အတက်ပဲပြပြ၄၅ဆိုလဲဂရုခေါ်တယ်မခေါ်လို့ပြအတက်အန်ဒီရချိတ်ချောက်တယ်ဟိုဟာပေါ့နော်သွားလန်းတော့ရှိတယ်တဲ့ပြန်လန်းမရှိဘူးတဲ့ဒီလိုသားသမီးတွေပေါ့တေးလိုက်ရှင်လာလဲမသိရဘူးပေါ့တေးလိုက်ရှင်လာမသိရတယ်တေးလာအများတယ်ပေါ့နော်တေးလာအများတယ်ပေါ့ဒါမျိုးတွေဒီလိုတွေကတတ်မတော်ကိုလိုလာတောင်းတနေရပါလေဗျာဒါကဥစဉ်ကအပေါက်ကိုတော့ပေါက်ကိုတော့တတ်မတော်ထောက်ခံတဲ့ကိုတတ်မတော်ကိုဝိုင်းရနေကိုတော်မူတော့ဒီစကားပြောတာလို့ကိုယ့်ပဲကိုယ်ကိုရက်တယ်လို့ခဏတော့လက်မျိုးဖဲလို့ပြောချင်ပြောလိုက်တယ်ဟုတ်ပြီဥစဉ်ကဥပမာနဲ့ပဲပြောမယ်ဗျာခင်ဗျားတို့ဒီလိုတွေကဘာကြောင့်အဲ့လိုတောင်းတာလဲဆိုရင်ဥပမာဆိုကြပါစို့ ်တမရော်မှာဒီလိုတမရော်တမရော်ဒါတူကဒီလိုကိုအနိုင်ကျင့်တယ်။အဲတမရော်ဘူဂျုတ်တယောက်ရဲ့သူကဒီလိုကိုအနိုင်ကျင့်တယ်။အဲ့ဒီလိုအနိုင်ကျင့်လို့ရှိရင်တမရော်မှာဒီပြီးတော့ဘူဂျုတ်တယောက်တိုင်မလားဒီပြီးတော့ဘယ်နေရာကိုတိုင်မလဲတိုင်မျိုးတိုင်မလားတိုက်တဲ့နေရာကိုပြည်တဲ့ကိုတိုက်တဲ့နေရာကိုစာဖို့သိရောက်သွားရည်ယူပေးတယ်သိရောက်သွားရည်ယူသိရောက်သွားလုပ်ပေးတယ်။နော်ခုမှဆိုကြပါစို့ဗျာမန္တလေးအောင်မြင်သာသာနဲ့မှာဉာဏ်ရတတ်မှမှုသခိုင်းမှာဖြစ်ခဲ့တယ်။ကိုယ်ကထောင်ထဲမှာလို့ဥစဉ်လို့ကြည့်ရတယ် เนาะသိရတယ်အဲ့ဒီရဲ့တော်ကဖိန်တူလာပါလာတော့မသိဘူးလို့ပေါ်ပြန်เนาะသူ့ရဲ့သူ့ကိုအများကြီးထောက်ပံ့တယ်သူ့ကိုအများကြီးကူညီပေးနေတယ်သူဟောဘုံကြီးဆရာတိတိကိုဆရာတော်ဘုရားစီသွားတော့ကလည်းကားနဲ့လိုက်ပို့တယ်ကူညီပေးတယ်ပြီးတော့ကြတယ်လို့လို့ဖန်ခံတယ်လို့လို့လို့ဖို့ပါညာလို့ပို့ပါပေါ့အကုန်လုံးကူညီပေးပါပေါ့ဆရာတော်ရရတော့ဟိုနေပါဘူးစိတ်ထိပ်ပါမှပြောပေါ့ထားပါတာအဲ့ဒီလောက်ထိနင့်နာခံတဲ့ဒကာမအိမ်ဒီမှာလေးလည်းငှပြပေါ့အကုန်လုံးပြောတော့လုတ်ပေးတာပေါ့နော် အဲ့ဒါကိုသူကဗါတယ်သူကကိုဗိုလ်ချုပ်ကတော့ဗါကတော့ဘူကတော့ဟောတရားရုံးနေမှာဆိုတရားရုံးတောင်ကြီးတွင်လိုင်စင်မဲ့ကားများကိုနေအိမ်ဖုန်ကြီးကြောင်းလဲအထိဝင်ရောက်ဖမ်းဆီးနေရှမ်းပြည်တောင်ကြီးမြို့တွင်လိုင်စင်မဲ့မော်တော်ကားနှင့်ဆိုင်ကယ်များကိုနေအိမ်ဖုန်ကြီးကြောင်းလဲအထိဝင်ရောက်ဖမ်းဆီးနေသောကြောင့်တွားရေးလာရေးအတွက်အဆင်မပြေဖြစ်နေကြရသည်ဟုစုံစမ်းသိရှိရသည် ယမန်နေ့ဇွန်လ၁ရက်တွင်စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နှင့်ရင်ထင်းရဲများကတောင်ကြီးမြို့လမ်းဆောင်ရက်ွက်လမ်းများတွင်လိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များကိုပိတ်ဆို့ဖမ်းဆီးနေပြီးဖမ်းဆီးခံရသည့်ကားနှင့်ဆိုင်ကယ်များကိုပြန်လည်ရွေးထုတ်၍မရတော့ကြောင်းမြို့ခံများကပြောသည် ျွန်တော်ပင်ပင်ပမန့်စုပြီးဝယ်ထားတဲ့ကားလေးကတော့ပါသွားပြီဗျမြင်းယုံနာမှာမနေ့ကဖမ်းခံရတာဒီတိုင်းပဲတင်းသွားတာဘယ်မှလိုက်ရွေးလို့ရတယ်ဆိုတာလဲဘာမှမပြောခဲ့ဘူးသူတို့ကအကုန်ကိုတင်းတော့တာပဲတချို့ကဖုန်ကြီးကဆိုမတင်းတော့ဘူးဆိုလို့ဖုန်ကြီးចောင်းသွားထားတာဖုန်ကြီးចောင်းလဲပါဝင်ဖမ်းတာတရင်ပေးတဲ့လူရှိရင်နေအိမ်ထိပါဝင်စစ်ပြီးဖမ်းတာဟုကားသိမ်းခံလိုက်ရသည့်တောင်ကြီးမြို့ခံအမျိုးသားတဦးကပြောသည်ဟုတ်တယ်ဒီလိုဆွဲတယ်မလားဘူးတရားရုံးအဲ့ဒီကမှကျေးဇူးရှင်ကိုဆွဲရနော် မလားဘူး ။ဟောတရားယုံမှလည်းမထီမဲ့မြင်။ဟောတရားလူကြီးတရားဆိုဘာလို့လူကြီးခေးစင်ရှိလို့ဝေကြီးခေးစင်ရှိလို့ဘာခေးစင်ရှိလို့အမျိုးမျိုးနောက်ဆုံးဘယ်လောက်ကြီးဆိုလဲအဲ့ဒီသူဓမ္မရဲ့အိမ်ကိုငှားတယ်။ငှားတယ်။အိမ်ကတော့ရှစ်လပိုင်းမှပြေးမှာပါ။ဒါပေမဲ့အိမ်ချင်းအိမ်ငှားဆိုတာတဦးပဲငှားလို့ရမယ်။နောက်တစ်ခါအိမ်ငှားနောက်တဦးကိုငှားလို့မရဘူး။ဒါပေမဲ့သူကနောက်တဦးကိုဆက်ငှားထားပြီ။ကံပေးဦးတယ်ငါတို့တက်မတော်ကတိတ်ခါတယ်တက်မတော်ကလူကတက်မတော်ကနေတိတ်ခါတယ်တက်မတော်ကနေအပိုင်စီစားဆိုရက်ွက်ထဲမှာကြွေးကြော်တာပေါ့ဗျာဒါနောက်ဆုံးတော့ဦးစင်းတော့တိရတယ်ဦးတိရတော့ကဲဒါဆိုရင်ဒီကမိုင်းဒီလိုလိုစတင်လိုက် ေးဒီလိုဒီလိုတိုင်လိုက်နေပြီးတော့နိုင်လိုက်တယ်ဆက်ချင်းလည်းနေစာကြတယ်ကြားတဲ့အခါမှာလည်းအဲ့မှတက်ပြီးတော့ခင်ဗျတော်တော်ခင်ဗျစစ်တဲ့အခါမှာလည်းနော်ခင်ဗျကျွန်တော်တို့ကဘုံမှုတွေဒုတိယဘုံမှုကြီးတွေကျွန်တော်တို့တိုင်ရဲမှုဆိုကျွန်တော်တို့ကမကြောက်နဲ့အမကိုညီကိုမောင်နှမမောင်နှမရင်းလို့ရောအမလည်းဖိတ်တောင်းရောအမအဲ့မှာမုံစားကြာကြာနာမုံကြည့်တယ်နော်ကြာကြာနာအေးစေးစေးပြီးတော့ကဲအမကဖြစ်စင်လေးပြောပြပါဦးကျွန်တော်တို့ဒီလိုပဲမောင်နှမတွင်းတွင်းတဲ့ပုံစံမျိုးပဲပြောပြနော်အမဘယ်လိုဖြစ်တာလဲဒီမှာကျွန်တော်တို့ကင်စာကတော့နေပြီးတော့ချက်ချင်းကြာလာတယ်အမတို့ကြောင့်ပြောတယ်တတ်မလို့မှဒါမျိုးရှိတယ် အဲ့လိုတိုင်းလူချစ်တိရောက်ရောက်တမတော်ကဝိတ်သုံးလို့မရဘူးတမတော်ရဲ့ဘာဝသုံးလို့မရဘူးငါဘာကောင်ကြီးရဲ့ကရောဘာငါဘာကြီးရဲ့ကရောဘာဆိုပြီးမှငါကတော့ဘာဝဆိုပြီးသူကိုအနိုင်ကျင့်လို့နော်တိုင်းရင်ထျောက်သွားရေးယူပြီးလေဘာသာလည်းကဟုတ်ပြီကချင်းပြည်နယ်တို့ကလည်းအဲ့မှာ KIA တို့ဗျာတန်တဲ့ DNA ဘလောဟာတို့ A တို့ဖြစ်သွားမယ်သူတို့ကဘုချုပ်ခွင်မော်ကိုခင်ဗျားတို့ကခင်ဗျားတို့ဆိုတဲ့ဘုချုပ်ခွင်မော်ပေါ့ဗျာခွင်မော်ပေါ့ခွင်ဆိုတော့ဟောခွင်တဲ့လာဟုတ်ပြဒီတပုံလုံးလက်နဲ့ခံရတဲ့အလုပ်ကဟုတ်လားရတာရှိတာကိုသူသားသမီးတွေသူ့ဟာတွေအကုန်လုံးပြေပမှာကြလိုက်နော် ဖိုက်သူ့အောက်ကလူတွေလုံးလိုက်မယ်ဒီအနိုင်ကျစ်လိုက်မယ်အနိုင်လူတိုင်းသားတွေဘယ်မှာလဲကျစ်လိုက်မယ်ဒါဆိုပြုတ်သွားတိုင်တာတိုင်ရင်တက်ခံရမယ်လေတိုင်လို့ရှိရင်ဖမ်းဆီးချုပ်နိုင်ခံရမယ်လေကြောက်ပါခံရမယ်လေဒါကချင်တိုင်းရင်တို့တိုင်ရင်သားတွေကျန်တိုင်းရင်တို့တိုင်ရင်သားအားလုံးအားလုံးဒါတွေအတိဆုံးပဲခင်ဗျားတို့ကချင်ပြည်နယ်မှာရှိနေတာကချင်ပြည်နယ်မှာတော့ကချင်က300ရာခိုင်နှုန်းပဲရှိတယ်ကျန်တာဟာကျန်တဲ့တိုင်ရင်သားတွေမှာအားလုံး900ရာခိုင်နှုန်းရှိတယ်ကချင်ကတော့ကချင်ပြည်လို့ကချင်ပြည်နယ်လို့ကပြောကချင်ပြည်သူကနည်းတယ်တိုင်ရင်သားကကိုယ်စီကသွေးခွဲတာမဟုတ်ဘူးနော်ဒါပြောပြခြင်းဖြစ်တယ်အဲ့ဒီလိုတိုင်လို့ရှိရင်အတက်ခံမှုပဲရှိတယ်ကိုနီးသူသားပဲတရားနေပလောင်ကလူအောင်ကလည်းနိုင်ကျင့်နေ ဒီမှာ PDF အနိုင်ကျင့်တာတော့နိုင်မဲ့တိုင်လို့ရတဲ့အရာမဟုတ်ဘူးပြလက်နဲ့ကန်ရှင်းရင်အနိုင်ကျင့်တာတော့မှခဏလို့စဉ်းစားကြည့်လိုက်ဒီလိုအနိုင်ကျင့်ဖို့ဒီလိုအနိုင်ကျင့်လို့တိုင်မဆိုဝေးရောအသက်ခံဖို့ပဲရှိတယ်ကိုယ်နည်းတူသွားပဲအေးမှလဲအေးရခွထွင်းမြင်နိုင်ချောက်ကခင်ဗျနိုင်ငံနိုင်ငံသားမှနေတာပြည်ပမှနေတာသူစင်မှုတူတာတိမြေအကုန်လုံးကမတူတာတိုင်မလဲအေးရနိုင်ကျင့်ရခိုင်ဝဲမတူတာတိုင်မလဲတိုင်မဲ့တူမရှိဘူးတိုင်ရအသက်ခံရမယ်နော်တိုင်ရပြေးရမယ်ဒါပဲရှိတာအဲ့ဒါကြောင့်ဒီလိုချစ်တဲ့တက်မလို့ဒီတစ်ခါ အဆုံးဖြတ်ပွဲပေါ့ဗျာဟုတ်လားအားလုံးလဲဗမောမှာဆိုလဲအားလုံးကြားရမှာပေါ့နော်ဗမောမှာဆိုလဲသတုံးနဲ့ဇလေးနဲ့ကလေးတွေရမှာသာကောဗျာဒါကြာရှုံးမှုတွေ KIA A ဒီ KIA တွေပေါ့နော် A တွေစစ်ကူပို့တဲ့ A တွေလဲပြန်မလာဘူးပေါ့ဗျာပြန်မလာဘူးဆိုရခိုင်ပြည်နယ်ကိုပြန်မလာတော့ပါပေါ့နော်အာခင်ဗျာ KIA တွေဆိုလဲဌာနချုပ်တို့ဘောပါပေါ့နော်ဒိုင်းသာဌာနချုပ်မှာမရှိတဲ့လားမရှိတဲ့လားရှိပါရှားပါပါအဲ့တော့အလူလဲခံရတယ်ဖက်ကန်ကြောမှာဆိုလဲခင်ဗျားတို့ကြားတဲ့အတိုင်းပဲပေါ့နော်ကြားတဲ့အတိုင်းပဲအဲ့တော့ဒီတစ်ခါတက်မတော်ကြီးက နော်အကြက်ဖက်တွေကိုနှိမ်ပြီးတက်ဖက်တွေကိုနှိမ်နှင်းပြီးလို့ကိစ္စဖြစ်သွားရင်ပြည်သူခြေတော်တက်မလို့ဖြစ်လာဖို့ဆိုဖြစ်လာမှာဆိုတော့ဦးဇင်းတို့ကတရားခိုင်တော့ယုံကြည်ပါတယ်ဗျအားလုံးတာပါပဲဗျ